ပရီးမီးယားလိပွဲစဉ်၅ပြည့်ဘောမောက်ကအင်္ဂွင်းဘီတလတီစတေဒီယမ်မှာယူကဆယ်ကိုလက်ခံရှင်နိုင်သွားမှာပါ2025-26ဘောလုံးရာသီရဲ့ပရီးမီးယားလိအဖွဲ့ပွဲစဉ်မှာဘုံမောက်တို့လက်ရှိချန်ပီယံလပါဝန်နဲ့ရင်ဆိုင်ခဲ့ရပြီးတော့၄ဂိုးနှစ်ဂိုးဆိုတဲ့အရလနဲ့အေးနှိမ့်ခဲ့တယ်။ဗီတာမန်တိုက်စစ်ကစားသမား Quattro ကဘရန်ဖို့အဓိကနောက်ခံလူတွေဖြစ်တဲ့ Carcass ကလပါဘူး၊ဇာဘာညီက PSG ဟောက်ဆန်ကရီယယ်မရစ်သင်းတို့ကြောင်းရွှေ့သွားတာကြောင့်ပြီးခဲ့တဲ့အမှတ်ပေးရသည့်အဆင့်ကိုမှရပ်တည်နိုင်ခဲ့တဲ့ဘုံမောက်တို့ဖွဲ့စည်းပုံပြတ်ခဲ့ရပြီလို့ထင်မှတ်ခဲ့ကြပါတယ်။ဘုံမောက်သင်းကို2023ဇူလိုင်လကကင်ရခဲ့တဲ့နီးပြအီရာဝလာနေနဲ့လက်ခံသွားတဲ့ကလပ်တွေအတွက်ပထဝီဘောကဂိုဒမားပီထရိုဗစ်၊ဒေဗာဂိုဆန်တိုက်စစ်မှုအက်တလီ၊စပတာနောက်ခံလူမီလိုဆက်ဂျီဗစ်၊လိုင်းလီဘိုခန်းစစ်မှုဒိုင်ယာကီတီတို့ခရီးအားပြည့်ခဲ့ပါတယ်။ ဘူပါဟန်တန်စပါဘရိုက်တန်တို့ဒီသုံးဘွဲ့ဆက်နိုင်ငံသားပြီးမှတ်ပေးစရာအဆင့်၄မှာရပ်တည်နေပြီးတော့ပြိုင်ပွဲတွေဆောင်ကြီးရမယ့်အနေအထားမှာရှိနေကြောင်းပြည်စကားပါနိုင်ခဲ့ပါတယ်။လီဗလာဒုတိယဆင့်မှာဘရန်ဖို့ရင်းနေပြီးပြိုင်ပွဲကထွက်ခွာခဲ့ရမှုကြောင့်လဲဘုံမောက်တို့မှတ်ပေးပြိုင်ပွဲကိုပို့ပြီးအလေးထားရှင်းပြိုင်လာဖို့ရှိနေပါတယ်။ တစ်ဖက်ကနယူကာဆယ်ကတပွဲနိုင်နှစ်ပွဲတည်တပွဲရှုံးရလနဲ့အဆင့်30မှာရှိနေပါတယ်ဂိုးသမားဒူဘရာကနောက်ကလူတွေဖြစ်တဲ့ကာကန်နဲ့လောင်စတက်အက်စစ်ပိုင်းကအီဆက်ဝီဆန်အမီရိုနိုထောက်ကမှုနဲ့အတူဖွဲ့စည်းပုံပြတ်သွားသလိုတင်းဆွဆောင်ရင်လည်းကြက်ဘက်ကိုရောက်လာပါတယ် ခွန်ကားပြထားတဲ့တော်မန်တိုက်စစ်မှုဝေစာကစံခန့်မှုမပြုရတာကြောင့်ပွဲထွက်ကစားနိုင်ခြင်းမရှိသေးသလိုဒါကောရန်ဆေးရလဲဒဏ်ရာပြဒနာအသင်းကောင်းဆောင်ဂေါ်တော်အားလဲအနီးကပ်ပြစ်ဒဏ်ကြောင့်ဒီပွဲကိုလွဲထွက်ကြအောင်မှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီအစင်ကားနဲ့ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ဝင်ရခဲ့တဲ့နျူကာဆယ်တို့ချန်ပီယံလိဂ်အုပ်စုဖွဲ့ပွဲစဉ်မှာလဲလူမဆုံတဲ့ဘာစီလိုနာကိုအင်ကွင်းမှာနှစ်ကိုတကိုဆိုတဲ့ရလနဲ့ရှုံးနိုင်ပြီးအေးနေခဲ့ပါတယ် ဖျားများနေတဲ့နီးပြအဒီဟိုအီအတွက်နောက်ထပ်ခေါင်းခဲစရာချက်ကတော့ဘုံမောင်းနဲ့ဆောင်တွေးခဲ့တဲ့နောက်ဆုံး၅ချိန်မှာနိုင်ပွဲမရှိဘဲနဲ့သုံးပွဲသေးနှစ်ပွဲရှုံးထားတဲ့အစဉ်လာမတန်းဆိုးပဲဖြစ်ပါတယ်။အာရှဇေကွက်ဖွင့်လှစ်မှုအနေနဲ့ဒီပွဲစဉ်အတွက်ဘုံမောင်းကလေဗယ်30ရှုံးကျော်ပေးထားပြီးဘုံမောင်းစီသုံးပေါင်း80ဖွင့်လှစ်ထားပါတယ်။ဘူလာတဲစီမှာနူကာဆယ်ကလေဗယ်20ရှုံးလောက်ကျော်ပေးထားပြီးလက်ရှိမှာတော့ဘော်ဒီဈေးကောင်းပြောင်းသွားတာကိုတွေ့ရမှာပါ။ဘုံမောင်းဝင်သွားရောက်ရှင်မြန်ခဲ့တဲ့နောက်ဆုံး၃ချိန်ဆက် မိကဆရာသာတင်းနှုတ်20တစ်ပေါင်း90 level 90ရှုံးစသဖြင့်ကြောပေးခဲ့ပူပြီးအဲ့ဒီသုံးချက်စလုံးမိကဆရာကြည့်ကြထားတာကိုလည်းတွေ့ရပါတယ်ဘောပေါင်းဆရာလည်း3ပေါင်း30ရာနေ3ပေါင်း80ဆိုပြီးကြာဆင်းလာတယ်အက်စတိုမီလာနဲ့လီယူနိုက်တက်တို့အဝေးခွင့်မှာဂိုးမသွင်းနိုင်ခဲ့တဲ့နျူကာဆယ်ရဲ့တက်စစ်ပိုင်းကလက်ရှိမှာပုံပြီးအပြော့နေပြီးတော့ယုံကြည်မှုအားကောင်းနေတဲ့ဘုံမောက်ခန်းစစ်ကိုထိုးပေါက်ဂိုးသွင်းနိုင်မှုရာခိုင်နှုန်းနည်းတယ်လို့ဈေးကွက်ဖွင့်လှစ်သူတွေတွက်ဆတာမှရပါတယ် ဒီထက်တဲ့သူကြောင့်ပဲဒီဆိုရင်ကြောင်းတော့လောက်ပဲရင်းရမှာဖြစ်ပြီးတော့နိုင်ဆိုရင်ဘောမောက်ဖြစ်ဖို့ရောင်ရုံများနေတဲ့ဈေးကွက်ခင်းချင်းမှာအရှင်ဘောမောက်နဲ့လွယ်လွယ်တဲ့အကြောင်းခဏပြလိုက်ပါ